ပွဲတစ်ခုမှာငွေ9000စုချပြီးအလောင်းခံလိုက်ရပေမဲ့မထင်ထားတဲ့နေနဲ့တုံးပြန်လိုက်တဲ့ဖြူဖြူထွေးပွဲတွေမှာဖြောဖြေရတာလူမျိုးစုံနဲ့ဂျုံတွစ်ဆက်ဆဲရတာဖြစ်ပြီးအပြုတ်မူလေးတစ်ခုကမာယွင်းသွားတာနဲ့ထူချမဲ့သူတွေကလည်းအဆင်သင့်ရှိနေပါဗျ။ဖြူဖြူထွေးကလည်းပွဲတစ်ခုမှာငွေ9000စုပေးတဲ့ပရိသတ်တယောက်ကသူ့ကိုလောင်ပြောင်တာကိုဂျုံလိုက်ရပါဗျ။ဖြူဖြူထွေးကိုစင်အောက်ကပရိသတ်တယောက်ကစုငွေ9000ပေးပြီးတဲ့နောက်အမင့်ပေးတယ်လို့လေတံမာမာနဲ့ပြောလိုက်ပါဗျ။စုငွေကိုချက်ချင်းမပေးသေးပဲ။ ီဒီယိုရိုက်နေပြီးချူချူထွေးကိုသူကျင်းတဲ့အထိပြုံးပြခိုင်းပါတယ်။ပြောတာကိုစိတ်တိုင်းမကြသေးလို့လေတံမာမာနဲ့ပြောသွားခဲ့ပါသေးတယ်။ဒါထက်မကသေးပဲအိမ်ကမေကိုလည်းလွမ်းနယ်လို့ပြောလာအောင်ဆိုပြီးချူချူထွေးပေါ်မှာစကားနဲ့ပြောသွားခဲ့ပါသေးတယ်။အဲ့ဒီမှာဖြောဖြေတဲ့မိန်းကလေးဆိုပြီးအထင်သေးစွာနဲ့ဆက်ဆံခံရတာကြောင့်ဖြူဖြူထွေးကအနေငယ်တော့ရှက်သွားပါတယ်။ဒါပေမဲ့လည်းစိတ်ကိုထိန်းချုပ်နိုင်တဲ့ဖြူဖြူထွေးကအလိမ်မာနည်းနည်းတုံ့ပြန်ပြီးရေရတဲ့ပုံစံလေးဖြစ်အောင်လုပ်လိုက်ပါတယ်။ စူပေးတဲ့သူဂျင်းနဲ့အောင်စင်ပေါ်မှာထိုင်ချလိုက်ပြီးဒီလိုပြုံးရမလားဆိုတဲ့စကားလေးနဲ့ဂျင်းနဲ့အောင်ပြုံးပြလိုက်ပါတယ်။စိတ်ရှိရှိလေးထားပေးတဲ့အပြင်ချိုးချိုးသာသာပြောပေးနိုင်ပေမဲ့သူခံစားချက်ကိုမျိုးသိထားနိုင်သူပါ။စူပေးတဲ့သူကမင်းကလေးတယောက်ဖြစ်တဲ့ဖြူဖြူထွေးအပေါ်မှာလေးစားမှုထားပဲငွေပေးရင်ခိုင်းတာလုပ်ရမယ်ဆိုတဲ့ပုံစံနဲ့ဆွချသွားခဲ့တာပါဖြူဖြူထွေးကသူ့အပေါ်မှာဒီလိုဆက်ဆံတာကိုရိပ်မိပေမဲ့စိတ်ဆိုးဟန်လည်းမကြတာတို့လို့မျက်နှာလည်းမပြတ်သွားခဲ့ပါဘူး သူ့အလုပ်ကိုလောင်းတလို့လို့လုပ်နေပြီးစုပေးရင်ကြိုက်တလို့ပြုံးပြခိုင်းလို့ရတယ်ဆိုတဲ့သဘောနဲ့ဆက်ဆန့်သွားခဲ့တဲ့သူကိုပညာသားပါပါပဲတော့ပြန်လိုက်ပါတယ်။စုပေးတဲ့သူကလည်းဒီငွေကိုစုထားရတာဖြစ်လို့ဖြူဖြူထွေးတဲ့ခြာလက်ခံခဲ့ပါတယ်။သူ့အတွက်ဒီငွေကိုမယူတော့ပါဘူးလို့ပြန်ပြောရင်လည်းရပေမဲ့သူ့ဘတော့အလိုမဖြစ်အောင်နှုတ်နဲ့စိတ်ကိုထိန်ခဲ့ပါတယ်။စင်ပေါ်မှာဆွချပြီးကြိုက်တလောက်ပြုံးခိုင်းမယ်ဆိုတဲ့ဒီပြို့မှုတွေကိုတော့တခြားသောဆယ်လီတွေအမှုပညာရှင်တွေကသာတွားလို့မယ်ဆိုရင်တော့ရံပွဲတောင်ချစ်သွားနိုင်ပေမဲ့ဖြူဖြူထွေးကတော့ ဒီခံပေးခဲ့ပါတယ်။ပွဲတွေမှာဖြုတ်ဖြေရပေမဲ့ချူဖြူထွေးမှာလည်းတိတ်ခါရှိပြီးမွေပေးရင်ကြက်လောက်ပြုံးခိုင်းလို့ရတယ်ဆိုတဲ့သူနဲ့ကြုံခဲ့ရပါတော့တယ်။ဖြူဖြူထွေးကိုလေတံမာမာနဲ့ဆက်ဆက်ရင်းသွားနဲ့အမောနဲ့တုံးပြန်မယ်လို့အားလုံးကထင်ထားခဲ့ကြပေမဲ့သူကတော့အပြုံးလေးနဲ့ဆက်ဆံလိုက်ပါတယ်ရှင်။ဖြူဖြူထွေးကတော့ဆက်ဆံတဲ့ပုံစံမှရင်တော့သူ့ကိုထပ်ပြီးရှက်ခွဲမှာကိုလည်းကြိုတင်တီးပြီးသားဖြစ်လို့ရှောင်ထွက်နိုင်ခဲ့ပါတယ်နော်။အဲ့ဒါကြောင့်လည်းဖြူဖြူထွေးကလူချစ်လူကင်ပေါ်များပြီးအခုထိနဲ့မိကြီးနေတာပါရှင်။ ဒီဘက်မှာရိုးရိုးသားသားဖြုတ်ချနေပေမဲ့ဒီလိုပရိသတ်နဲ့ကြုံလိုက်ရတာကိုတော့သူ့အတွက်စိတ်မကောင်းဖြစ်နေကြပါဗျ။မိန်းကလေးတယောက်ကိုဒီလိုဆက်ဆံတာကရိုင်းပြတဲ့ပြုမှုဖြစ်နေပြီးပွဲထိန်နိုင်တဲ့ဖြူဖြူထွေးကြောင့်သာမျက်နှာပြည့်စရာတွေမဖြစ်သွားခဲ့တာပါ။နေဆုံမှာပရိသတ်စုံနဲ့ဖြုတ်ဖြေရတာကြောင့်အမှုပညာရှင်တွေလည်းလူအများနဲ့တွေ့ကြုံရပါဗျ။တချို့တွေကအမှုပညာရှင်တွေကိုအထင်သေးပြီးဆက်ဆံတတ်ကြသလိုအသားယူကျင်တာကြောင့်ဆုချသလိုနဲ့လက်ကိုမလွတ်တော်ပါဘူး။တချို့ကလည်းစင်အောက်ကိုဆွဲချတဲ့အထိ မလေးမစားလို့တတ်ကြပါရဲ့ဒီလိုပြုတ်မှုတွေကစနောက်တယ်လို့ထင်ရပေမဲ့တကယ်တော့ရက်ရွာဖို့ပါအရှက်ရစေတာဖြစ်ပါတယ်ဖြူဖြူထွေးကိုစုမွေငါးထောင်ပေးတဲ့ပရိသတ်ကလည်းချစ်လို့စပေမဲ့မိန်းကလေးတယောက်ဖြစ်တဲ့ဖြူဖြူထွေးကတော့အနှဲငယ်ရှက်သွားပါတယ်သူ့မှာဟာတဲ့ငယ်ရှိတာကြောင့်သာအစဉ်ပြေပြေနဲ့ပြီးဆုံးသွားခဲ့တာဖြစ်ပြီးဖြူဖြူထွေးကလည်းတော့အကြောင်းချီးကျူးနေကြပါတယ် ပရိသတ်တွေကိုလေးလေးစားစားဆက်ဆံသူတွေထဲမှာဖြူဖြူထွေးလဲပါဝင်ပြီးသူ့ကိုကမ်းလှမ်းတဲ့ပွဲရှင်တွေဘယ်တော့မှမျက်နှာမကျက်ရအောင်ဖြုတ်ဖြေပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်